င်ရဲ့မျိုးတို့ပြောရင်ယုံလားတော့မသိဘူးအမေကအရင်ကပြောသိစကားနေတာပဲစကားလည်းမပြောဘူးခေါ်တာအခုလည်းခေါ်ပါငယ်ရောပဲခေါ်တာပေါ့ကျွန်တော်ငယ်ငယ်က မော်တော်ပြိုင်ပွဲတွေလည်းပြိုင်မှုတယ်ပြိုင်တယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးကျွန်တော်ကဟိုမော်တော်ပြိုင်ပွဲပြိုင်ရင်တင်တဲ့အခမဲ့တက်ရတယ်လေတင်တဲ့အခမဲ့တက်တော့ stage ကိုရင်းနှီးအောင်ပေါ့အဲ့တော့အဲ့လိုပြိုင်တဲ့အခါမှာတချို့ agency တွေပါတယ်အဲ့ဒီခက်ကအဲ့လိုမျိုးတွေတော့ရှိခဲ့ပါတယ်ခင်ဗျအခုကတော့မရှိပါဘူးခင်ဗျဟုတ်ကဲ့ဒီကအသက်ကအဖိုးကြီးပဲဖြစ်နေပြီဆိုတော့လေเนาะပြီးတော့စင်မောကဟောပြောတဲ့အမှုပညာကိုပူဝါသနာပါတာပေါ့ကျွန်တော်တငယ်ချင်းတွေဆိုရင်ကျွန်တော်တငယ်ငယ်ကဆိုမုတ်တော်မစားချင်စကားအလွန်ပြောပါတယ်ကျွန်တော်ကဒီဘက်မှာလည်း first step က join ကျင်ကိုလိုတယ် ဒါမှကျွမ်းကျင်တဲ့ drive spy မအောင်ဘူးဒါမှကျွမ်းကျင်ရင်ဘဝအောင်ရတယ်ဒါတော့ချက်တော်တယ်ဘာလို့မအောင်ပြီလဲမကျင်လဲလို့ social ကောင်းအောင်ကျွန်တော်တို့က network ကောင်းအောင်အမေသားတယောက်ဟာအမှုပညာကျွမ်းဝင်နေမရသေးဘူးအကောင်လုံးနဲ့ကျင်းကျင်းလဲလဲတိပြရ make up ဆရာနဲ့လဲတိရမယ် director လူအကောင်လုံးနဲ့ရင်းနေဆော့ဆော့ academy ရတာဆော့ဆော့ဒါ youtube ပဲဒါ youtube ါကတော့ကျွန်တော်အမန်တော့ fan meeting ပေါ့နော်ကျွန်တော် hobby way ရတော့အများတမ်းပြောတယ်ကျွန်တော် fan meeting ကတော့ပြိသက်တင်နဲ့တွေ့ကြမယ်ဆိုတော့ဒါပေမဲ့ကျွန်တော်စာရေးဆရာဆိုတော့ fan meeting လို့မတက်ဘဲနဲ့ meet and greet လို့တက်တာဖြစ်ပါတယ်ကျွန်တော်ပြိသက်တင်နဲ့ရင်းနှီးနှီးတွေ့ကြတာဖြစ်တယ် hobby တွေ game တွေဆော့တယ်တချင်းတွေဆိုကြတယ်နောက်တစ်ခါတို့နဲ့ရင်းနှီးနှီးဆွေးနွေးတဲ့အစီအစဉ်ဖြစ်ပါတယ်ကျွန်တော် မိတ်ဆွေလုပ်ငန်းရှင်တွေနဲ့စကားဝိုင်းလည်းပါပါတယ်ခင်ဗျာကျွန်တော်တို့ဒီ meet and greet တွေကိုကျွန်တော်တို့က series site လုပ်သွားမှာဖြစ်တယ်ရေပုံရအဖြစ်တော့ကျွန်တော်အခု April 13လောက်မှာကျွန်တော် meet and greet Bangkok လောက်ပါမယ် meet and greet in Bangkok လောက်ကျွန်တော်စဉ်းစားတယ် ပြီးရင်တော့ကျွန်တော်တို့အာမီရန်ဂရီကွာလာလမ်ပူကျွန်တော်တို့ပြီးရင်စင်ကာပူနောက်ကျွန်တော်2016 January မှာကျွန်တော်ကကိုရီးယားလက်စာပြောပြောသွားဖို့တယ်မီရန်ဂရီနဲ့ဆို ဲ့လိုကျွန်တော် လုံမှာလုံမှာဆိုကျွန်တော်မိခင်နိုင်ငံနဲ့ကျွန်တော်စတာဖြစ်တယ်ပြီးတော့လူငယ်တွေကအဲ့ဒီနိုင်ငံတွေမှာကြာလူငယ်တွေအခုများတယ်လေကျွန်တော်တို့ပြိတ္တတွေကပုံများတယ်တကယ်တကယ်ကဆိုတော့အဲ့ဒီ series လိုက်တာကိုပြင်ဆင်တာဖြစ်တယ်အခုကျွန်တော်မိခင်နိုင်ငံမှာ Meet and Greet in Yangon နဲ့မြန်မာကနေစတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့က fan meeting ကဒါ first time ပါဘာကျွန်တော်မင်းသားလည်းမဟုတ်ဘူးလေเนาะကျွန်တော်လည်းဒါပေမဲ့ဆိုင်ရေးဆရာဆိုတော့ကိုအားပေးတဲ့သူတွေရှိလာတဲ့အခါမှာအခုလိုလေးလဲတွေ့ကျင်တာပေါ့ခင်ဗျဟုတ်ကဲ့ခင်ဗျအဲ့တော့ comfort zone ဆိုတာကျွန်တော်ပါလေလူမှာတက်တောက်တက်တာနေတဲ့နေစဉ်အစစ်သက်ကြီးတယ်တက်တောက်တက်တာဆိုတာအလွန်အစစ်ကြီးတယ် ကိုဘာလို့မဟုတ်အားပေးထောက်ခံတဲ့သူတွေရှိလဲစက်ကျင်မဲ့သူတွေတရားမရှိဘူးဒီလိုသိကောင်းတာဘာဒီလိုသိကောင်းတာဆိုရင်ကြာကြာနေလိုက်ရင်ကြာရင်ဘာဖြစ်ပါလဲခက်ခဲလာအဲ့တော့ကျွန်တော်ဘယ်တော့လဲ stress zone ဆိုတာရှိတယ် stress zone အ stress zone ဆိုတာဘာလို့ပြောတာလဲ stress zone ဆိုတာကျွန်တော်တို့ကကိုဘဝမှာကိုအတွက်ဒီလိုခက်ခဲတဲ့ကိုအတွက်အာစိတ်ခေါမှုတွေများပြားတဲ့အခြေအနေတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ stress zone မှာနေကျွန်တော်ဘာဖြစ်လာလဲ develop ဖြစ်လာမယ်ကျွန်တော် landing ဖြစ်လာမယ်စိတ်ခေါမှုတွေရှိတယ် အမှန်ကဒီနေ့ကလေကျွန်တော်တို့ကတကယ် final hop your တကယ် hop your acid တောင်မဟုတ်တကယ်ကျွန်တော်ပြောပြီဆိုရင်ကျွန်တော်3နာရီလောက်တခါဒီဇက်တိုက်ပြော ဒါကြောင့်ကျွန်တော်တို့စာပေဟောပြောပွဲတွေပြောရင်လေကျွန်တော်ကအမြဲတမ်းနေတွေမှာသွားပြောရင်စာရေးဆရာကြီးတွေသွားပြောကျွန်တော်နောက်ဆုံးပဲပြောရတယ်ဘာဖြစ်လို့လဲဆိုတော့လင်းတိုင်းကျွန်တော်အရှိပြောပြီးဘယ်တော့မှမပြောပြန်ပြီးတော့မစင်းတော့ဘူးဆိုတော့ကျွန်တော်ပြောတာနည်းနည်းကြားတယ်ပေါ့နော်ဆိုတော့ပရိသတ်တွေနဲ့ပြောတာကတော့လေကျွန်တော်ကခုနပြောသလိုပဲကိုယ်ရင်မခုံတော့ကျွန်တော်မပြောဘူးကျွန်တော်တကယ်ရင်ထဲကစိတ်ပါတာကိုပြောတဲ့အတွက်ကိုကပြောနေတဲ့အချိန်မှာကိုကိုရန်စီးမြောနေတာဆိုတော့ပရိသတ်ကလေကိုယ့်ရဲ့ energy ကိုခံစားရတယ်ပေါ့အဲ့ဒီ energy အပြန်အလှန်နဲ့ကျွန်တော်တို့ကပြောတာဒါကြောင့်ဟိုကျွန်တော်တကယ်စိတ်ပါတာကိုပဲကျွန်တော်ပြောပြောနေရင်တော့ကျွန်တော်အိတ်ထဲမှာပဲစိတ်အပြည့်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ တို့ online မှာပြောရင်လည်းအဲ့လိုပဲ online မှာတော့ပို energy ရှိရဥပမာကျွန်တော် live တွေပါတွေလွှင့်ရင်လေဘာလို့ဆိုပရိသတ်ကဒီလိုပြောတာဥပမာကျွန်တော်တို့ကဒီလူခန်းမထဲမှာလူ200ရှိတယ်ဆိုတော့ तू က physical တနေရာထဲမှာပဲတကယ်ကျွန်တော် live ကိုလူ900ကြည့်တယ်ဆိုရင် तू က environment 900ကြည့်တာလေနောက်မှာမေမေထမင်းစားခြင်းတွေတို့ဟုတ်လားဖေဖေဘိုက်စားတွေတို့အဲ့လိုလူတွေကိုကျွန်တော်တို့ကကိုယ့်ရှိကိုအာယုံရောက်နေဖို့ဆိုတာ energy အပြည့်နဲ့ကျွန်တော်ပြောဖို့လိုတယ်ပြောတဲ့သူရဲ့ energy ဟာနားထောင်တဲ့သူတွေစီကိုစီကူးသွားရင်ဟောပြောမှုတစ်ခုကအောင်မြင်တာဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့က energy ကဟောပြောမှုမှာအရေးကြီးပါတယ်ဒါကြောင့်ကိုယ် energy ရှိတဲ့ topic တွေကို energy မရှိတဲ့အကြောင်းအရာတွေကိုလူကြိုက်ပါစေလို့ဆိုပြီးတော့ဟိုမှာ current ဖြစ်နေတာတွေ hot ဖြစ်နေတာတွေကျွန်တော်ဘယ်တော့မှမပြောဘူးကျွန်တော်ရဲ့ပုံမှန်လမ်းကြောင်းဖြစ်တဲ့ management ဘဝအောင်မြင်မှုဒါကိုပဲကျွန်တော်တစ်ဆိုင်မမတ်ပြောလာတာဖြစ်ပါတယ်ခင်ဗျအိမ်မှာရောအဲ့လိုစကားလေးမျှပြောတတ်လားပြောတာပေါ့ကျွန်တော်ကလေစကားသိပ်ပြောတယ်အာကျွန်တော်တငယ်ချင်းတွေဆိုရင်ကျွန်တော်နဲ့ငယ်ငယ်ကဆိုမဟုတ်တော့မစားကြဘူးစကားအလွန်ပြောပါတယ်ကျွန်တော်ကစကားပြောနေရရင်ကျွန်တော်ပြောတယ်အဲ့တော့ကိုပြောတဲ့အလုပ်ကိုလုပ်နေရတော့ဒါကောင်းချင်းမင်္ဂလာတစ်ခုပါပဲခင်ဗျာ ကျွန်တော်မှမောင်နှမမရှိဘူးကျွန်တော်ကဖေဖေးရဲ့မေမေရဲ့ကျွန်တော်ရဲ့ပဲရှိတာနော်တူဦးတသောသားပါခင်ဗျာတူဦးတသောသားဆိုငငယ်လေးရာလေဒါကြောင့်စာရေးဆရာဖြစ်လာတာပေါ့နော်ဒါဆိုစာအုပ်တွေနဲ့ကြီးလာတယ်စာတွေများများဖတ်တဲ့အခါမှာစာရေးခြင်းစိတ်ပေါ်လာတယ်ပေါ့နော်အဲ့တော့ဖေဖေးနဲ့မေမေကအရင်တော့နားထောင်တယ်အခုကတော့ဖေဖေးနဲ့မေမေလည်းနားကြီးပုံရပါတယ်ကျွန်တော်ကျွန်တော်ဟောပြောဟောပြောပွဲတွေဆိုရင်မနေ့တော်ခေါ်ရတယ်နော်ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့ခုနပြောသလိုပဲတို့တို့လည်းနေ့တိုင်းကြားနေရလို့လားမသိပါဘူး ဘဝမှာအောင်မြင်ခြင်းရယ် professional မှာအောင်မြင်ခြင်း style ကို style နဲ့ကိုအလုပ်ရဲ့ style ကိုက်ရမယ်မင်းသားဆိုရင်မင်းသား style နဲ့ကို style နဲ့ kait မှာအောင်ပြီ style နဲ့ fashion ကမတူဘူးလေ fashion ဆိုတာကျွန်တော်လင်းတန်းကျုံ fashion ဒီ trend ပေါ်မူတည်တယ် color မျိုးစုံပြောင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ style ကလင်းတန်းကျုံ style ဒီ16တွေကလင်းတန်းကျုံ style နဲ့အခုပဲကြည့်လိုက်တာနဲ့တည်တယ်ငငယ်တော့ပုံလဲတူတူပဲအဲ့တော့ကိုလုတ်တဲ့အလုပ်ဒီစာရေးဆရာဒီစာရေးဆရာ style ရှိမှာအောင်မြင်မယ်မင်းသားဒီမင်းသား style ရှိမှာအောင်မြင်မယ်စီးပွားရေးလုပ်ငန်းရှင်ဒီစီးပွားရေးလုပ်ငန်းရှင် style ရှိမှာအောင်မြင်မယ်အရေးကြီးတာတော့ကျွန်တော်ပြော energy ကတော့အသက်ပဲ ဟုတ်ကဲ့ခင်ဗျာအင်းသားလုပ်ဖို့ဒီနုပညာပိုင်းဆိုင်ရာကဲလက်မှုတွေရောရှိတာငယ်ငယ်တုန်းကတော့ကျွန်တော်တို့ရှိပါတယ်ကျွန်တော်ငယ်ငယ်တုန်းကလေကျွန်တော်နုပညာလောကမှာရိုက်တာတွေကျွန်တော်တင်ခဲ့ခြင်းတွေလည်းရှိတယ်ဆိုတော့ငယ်ငယ်တုန်းကအခုအသက်အရွယ်ကတော့မရှိတော့ပါငယ်ငယ်တုန်းကတော့ကျွန်တော်ငယ်လဲငယ်သေးတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကငယ်ငယ်တုန်းကျတော့ဟိုကျွန်တော်တို့အဲ့လိုတိတ်ပြီးတော့ဝါသနာမပါဘူးပေါ့နော် ဟိုအခုကြာတော့ကျွန်တော်ဒီစင်ပေါ်တွေပိုင်းငယ်တော့လည်းတိတ်မတက်ဘူးစာပဲနောက်ကနေရေးတာနောက်မှသာစကားပြောဖြစ်လာတာပေါ့နော်ကျွန်တော်တို့အဲကျွန်တော်တို့ငငယ်တော့တော့ရှိပါတယ်အခုကတော့မရှိပါဘူးခင်ဗျဟုတ်ကဲ့ဒီကအသက်ကအဖိုးကြီးရွယ်ဖြစ်နေပြီဆိုတော့လေကျွန်တော်ငငယ်ကမော်တော်ပြိုင်ပွဲတွေလည်းပြိုင်မှုတယ်ပြိုင်တယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးကျွန်တော်ကဟိုမော်တော်ပြိုင်ပွဲပြိုင်ရင်တင်တဲ့အခမဲ့တက်ရတယ်လေတင်တဲ့အခမဲ့တက်တော့ stage ကိုရင်းနှီးအောင်ပေါ့အဲ့တော့အဲ့လိုပြိုင်တဲ့အခါမှာတချို့ agency တွေပါတယ်အဲ့ဒီခက်ကအဲ့လိုမျိုးတွေတော့ရှိခဲ့ပါတယ်ခင်ဗျမော်တော်ပြိုင်ပွဲတွေကတော့ model လုတ်ခဲ့တာတော့မဟုတ်ဘူးဘာလို့ပြိုင်နေလဲဆိုတော့ ်တင်တန်းကြီးအခမဲ့တင်ပေးတယ်ပြီးတော့ stage ကိုမရင်ရင်းနေအောင်ပေါ့ကျွန်တော်တို့ဟောပြောတယ်ဆိုတာ stage ကိုလည်းရင်းနေဖို့လိုတာပေါ့နော်အဲ့တော့မော်ဒယ်ပြန်မလေး၅ဘိုးလောက်ကျွန်တော်ပြိုင်ဘူးတယ်ငယ်ငယ်တော့ဆက်အသက်20ဝန်းကျင်လောက်ကပေါ့ဟုတ်ကဲ့အနုပညာဆိုတော့ကျွန်တော်ဒီစာရေးဆရာစာပေအနုပညာပဲပို့ဝါသနာပါတာပေါ့နော်ဒီလိုပြောရမှာပေါ့နော်ပြီးတော့စင်မောကဟောရတဲ့အနုပညာကိုပေါ့နော်ဟောပြောတဲ့အနုပညာကိုပို့ဝါသနာပါတာပေါ့ဒီလိုပဲပြောရအောင်ခင်ဗျာ